အဲဘုန်းကြီးတို့ဒီနေ့ဒီနေ့လေးလာမှာကဒီနေ့လေးလာမှာစေဒေါခိလာတုတ်ဒီစေဒေါခိလာတုတ်မှာကအရင်တင်ဂီတိတုတ်ဓာတုတ္တရတုတ်တို့များလေးလာစဉ်ကလည်းတွေ့ခဲ့ပြီးသားပါပဲဘုန်းကြီးတို့ဒီဒီကနေ့ကလည်း ပါဠိတော်ဤမှာလေ့လာခြင်းကအဲဒါမလို့နည်းနည်းပဲတာမန်ခတ်တွတ်တော်ကလေးပဲရှင်းပြီးတော့ပြပါမယ်စေတောခိလတော်တဲ့ဆရာတပည့်တော်မှနောက်ကျဆရာရှင်ကိုရမြကြီးတာဝတိမြို့ဇေတွင်ကျောင်း၌သတင်းသွင်းတော်မူစဉ်ခါမှာဤစေတောခိလဒုဒ္ဒံသေသနာတော်ကြီးကိုဟောကြားတော်မူတယ် စေတောဆိုတာစိတ်ဤခိလဆိုတာညောင်စိတ်ဤညောင်သူသူတို့ဘယ်ဖြစ်ပြီးတော့စိတ်ကိုအမြဲတမ်းအနှောက်ယှက်ပေးတဲ့အရာဟောပါနောက်တဲ့ဆက်တဲ့ပဲဟောတာကစေတသောဝိနိဗ္ဗန္ဒစိတ်ကိုမပြတ်ရအောင်စိတ်ကိုမပြတ်ရအောင်ဆိုတော့ကရှေ့ကို တွားမယ်လမ်းနေလိုရမယ်တိုးတက်မှုကိုမရအောင် ဟန်တပေးတဲ့အနှောင်ဖွဲ့တွေအဲ့တော့စိတ်ရဲ့ညောင်း၅မျိုးစိတ်ကို ရှေ့ကိုတိုးတက်ရမယ့်ကိစ္စတွေပါ ထိရောက်နေမလို့နိုင်အောင်ဟန်တပေးတဲ့အရာက၅မျိုးရှိပါတယ်ဒီစေတောကိလတုံးအဲ့ဒီတရားတွေကိုတဲ့မိမိရဲ့စိတ်ထဲမှာရှိနေတယ်ဆိုရင်တဲ့အဲ့ဒီပုဂ္ဂိုလ်တယောက်ဟာမတိုးတက်နိုင်ဘူးတဲ့ ဘေခွေစသားစီသမီးတို့ယတကတစီတူးသောဘေခုနောယောဂီတို့ရှင်ပုဂ္ဂိုလ်အားပင်းစငါးမျိုးကုန်သောစေတောကိလာစေဆူညောင်ခလိုတို့သည်အဘိနာမဘေအကုန်သည်သည်ဖြင့်ပင်းစငါးမျိုးကုန်သောစေတောဝိနိဗ္ဗာန်စေဤအဟံတအောင်ပွဲတို့ကိုအတ္တမုစိနာမဘေအကျွံ့မြဲမဘေဖြတ်နိုင်သည်သည်ဖြင့်တောထူပုဂ္ဂိုလ်သည်ဤမသမိဓမ္မဝိနိဤတရားတွင်ဆုံးမှာရပြီတော့မြတ်စွာဘုရားရင်သာသနာတော်၌ ဘုဒ္ဓင်ကြီးဝါခြင်းတို့ဝေရုံလင်စီပင်ခြင်းတို့ဝေပုံလံပြန်ပြောခြင်းတို့အဘိစိတ်တိရောက်တန်ဣတိတံဒါနံဣဒရောအကြောင်းဒီနဝေစတိမရှိမြန်မာလိုပြောရင်တော့ चित्त သားချင်းသမီးတို့တဲ့ပုဂ္ဂိုလ်ဒုတိယမှာစိတ်ရဲ့ညောင်၅မျိုးတိုးတက်အောင်လိုအပ်မယ့်ကိစ္စတွေမှာမတိုးတက်အောင်ဟန်တားပြတဲ့အရာ၅မျိုးမပယ်သေးဘူးဆိုရင်တဲ့အဲ့ဒီပုဂ္ဂိုလ်သာသနာတော်မှာတိုးတက်မှုမရောက်နိုင်ဘူးမရနိုင်ဘူးသာသနာတော်မှာတိုးတက်မှုစာပါလဲဆိုတော့ ဇန်တရားဇန်ဝိမောက္ခတရားနော်အဘိဗာရဏတရားဒါလောကီကိစ္စလောကီတင်ကမန္တမထကမန္တပြောတဲ့ခါမှာနော်လောကုတ္တရာကိစ္စတွေကြတော့လောကုတ္တရာတန်ဥပဒနာတရားပြောတဲ့ခါကျဥပဒနာညာမဉ္ဇဏ်ဖူညာမရနိုင်ဘူးတဲ့အလုံးရှင်းလင်းတယ်ဒါဘုရားရှင်းလင်းပြောင်းပြောတာဒါမူလတုတ်တန် ဘာသာပြန်နိုင်ဆိုတော့မရှင်းဘူးသာသနာမှာအထွတ်အထိပ်ရောက်ကိစ္စမပြီးမြောက်နိုင်လောက်အောင်အဟံတာဖြစ်စေတဲ့တရားတွေကစိတ်ရဲ့ညောင်းတန်တဲ့၅မျိုးစိတ်ကိုနောက်ကနေကျိုးချီထားလို့ရှေ့ဆက်မတွေ့နိုင်အောင်တတာတဲ့အရာ၅မျိုးရှိတယ်တဲ့ကဲအဲ့တော့ကောင်းပြီစိတ်ရဲ့ညောင်းဟာဘာ၅မျိုးကဘာတွေလဲတဲ့ဒါလေ့လာပြီးသားပါပဲအဲ့တော့ချင်းချုပ်ပြောနံပါတ်1မြတ်စွာဘုရားပုံမှာလဲ ဖះစီဖះမှန်အနေနဲ့မကြည်ညိုနိုင်တာပဲတန်ရဖြစ်နေတာပဲအဲလိုတန်ရဖြစ်နေရင်လေဒီပုဂ္ဂိုလ်တယောက်ကမြတ်စွာဘုရားဟောတဲ့တရားတွေဟိုလေးလေးစားစားနဲ့အမြဲမပြတ်တစိုက်မမှန်နဲ့လေးလာအထုဖို့မဖြစ်နိုင်ဘူးအဲလိုမြတ်စွာဘုရားရဲ့အဘောမှာစိတ်က မရှင်းလို့ရှိရင်အာမထုံနိုင်တဲ့အတွက်ကြောင့်လေစိတ်ထဲမှာစူးနေတဲ့ညောင်ကြီးပဲတဲ့ဒါပထမဆုံးမြတ်စွာဘုရားကယူမှာမှုအထူးရှင်းပြကြမလို့တော့ဝိညာဉ်ဆင်းခဲ့ပြီးနောက်ဒုတိယတရားတော်ပေါ်မှာယူမှာမှုတရားတော်မှာယူမှာမှုဆိုတာတရားဒုက္ခကိုတကယ်ငြိမ့်စေတာဟုတ်ကလားဒုက္ခကိုကြော်လောက်အောင် ရင်ဆိုင်နေအောင်လုပ်ပေးနိုင်ရင်လားတရားကိုမြတ်စွာဘုရားက ပေါ်တရာတွေကမှန်ရင်လားစသည်ဖြင့်တန်ရဖြစ်တာလေနော်အဲတန်ရဖြစ်လို့ဆိုရင်တရားကိုအထုတဲ့ကောင်ကအန္တာဖြစ်ပြန်တယ်နော်နောက်တစ်ခါတန်တတိယကတန်ကတန်ကဆိုတာတရားဓုတရားမြတ်တွေကိုကြင့်ကြံအထုပြီးတော့ကိစ္စပြီးမြောက်ခီးရောက်ပြီးတော့အဘူဇသိန်းဒုက္ခငြိမ်းတဲ့ပုံသူရောစင်နေရှိလားမရှိဘူးလားတန်ကဂုဏ်တော်တွေပြည့်စုံရအောင်ပြည့်စုံလာပါပဲအဓိကကတော့ဒါပါပဲနော်အဲဒီဟာမှာယုံမနေလဲတဲ့ အင်စပိုင်ယာမဖြစ်ဘူးတဲ့မလုပ်ဖြစ်တော့ဘူးတဲ့ဟောသုံးမျိုးရှိသွားပြီဟောနံပါတ်၄တိတ်ခါတရားကိုအားထုတ်ရမယ်ကျင့်စဉ်ဥမာသီလတိတ်ခါဆိုတော့ပါပိဋကတော်မှာတိတ်ခါသုံးမျိုးရှိတယ်သီလတိတ်ခါသမာဓိတိတ်ခါပညာတိတ်ခါတဲ့သီလတိတ်ခါဆိုတာကိုကိုချင်းသီလကိုပြုစုပြုထောင်ဟုတ်ကဲ့သမာဓိတိတ်ခါဆိုတာစိတ်ကို စင်ကြအောင်စိတ်ကိုတည်ညောင်အေးချအောင်အပူကင်းအောင်ပြုပြပြုစူးစမ်းထုတ်မှုပဲပညာသိက္ခာဆိုအသိဉာဏ်ပညာမှန်ရအောင်ကျန်တဲ့ဘာသာတရားတွေမှာတော့သူ့ဆံရကျမ်းစာတွေလေ့လာတယ်ကဘာကြီးကဘလို့ဖြစ်တယ်နော်ဘလို့ကနေဘလို့လို့ဖန်ဆင်းလိုက်တယ်နောက်တော့ယုံကြည်လို့ရှိရင်ဘလို့လို့ကကဲတင်ခြင်းခံရမယ်ထွားရတဲ့ရမယ်မယုံကြည်ရင်ကိုကဲတင်ခြင်းမရဘူးထွားရငယ်ဘလို့ကြလိမ့်မယ်အဲ့လိုမျိုးတွေကိုလေ့လာတာပေါ့ဘာသာရေးနဲ့ပတ်သက်တာတွေ ဘုရားတို့မြတ်စွာဘုရားတရားတော်မှာတော့ရိုးရှင်းရှင်းလေးပဲเนาะအမှန်တန်ရေးကြီးတယ်မြတ်စွာဘုရားတရားသာသနာမှာတော့သီလကိုနံပါတ်၄လေ့ကျင့်ရတယ်သူတော်စင်ဖြစ်ရင်ဘုရားဝါဒဖြစ်ကိုကိုကိုကျူးကျော်ဒီဖြစ်စေမကျူးကျော်ဒီဖြစ်စေသီလကိုရင်ပြည့်စုံလို့ပါဘယ်လောက်လက်တွေ့ကြရလဲဆိုတော့သီလကိုရင်ပြည့်စုံလို့တဲ့နော်ဒီအရာကိုသီလသိခါပဲအ ਨੇ ဆုံးတော့၅ပါးသီလနဲ့ပြီးရင်၈ပါးသီလနော်အဲကိုပါသီလပေါ့ရဟန်းတော်များဆိုရင်တော့ပါဠိမောကတောင်းရသီလရဟန်းသီလပေါ့နော် ော့တမာရိဒိဋ္ဌကကြတော့စိတ်အေးချမ်းမှုပဲစိတ်ချမ်းသာမှုမချမ်းသာမှုဟာစိတ်တမာရိပုံမှာမူတည်တယ်ဒါဘုန်းကြီးအခုခေတ်ကလူတွေရိပသားမိဘူးစိတ်ကအမြဲတမ်းပြန့်နေတယ်ကျဲနေတယ်ဟိုဒီရောက်ဟိုရောက်ရောက်ဒီအောင်ဆိုတော့လူကစိတ်တင်ပန်းတာမဟုတ်တော့လူကပန်းလာတာစိတ်တင်ပန်းတာမဟုတ်လူကပန်းလာတာစိတ်တင်ယောဂပြတာမဟုတ်လူကယောဂပြတော့လားနော်ဒါစိတ်ပြုပြင်မှုပိုင်းကိုမြတ်စွာဘုရားဒုတိယအဆင့်နေနဲ့အရေးကြီးတယ်လို့ပြောတယ်အဲ့ဒါကိုတမာရိတိတ်္ခါလို့ခေါ်တယ် မာရိဒိကစိတ်ကိုပြုပြင်မှုပိုင်းအဲ့တော့ကနံပါတ်3ကတော့ပညာဒိကပညာဒိကကတော့သီလဒိကသမာဓိဒိကချင်းပညာဒိကဟိုအဆင့်မြင့်ပညာတွေကတော့ပြည့်စုံပါအဆင့်လောကီပညာဆိုတော့ဒီတော့အကြောင်းအကျိုးသိတာကုသိုလ်ကုသိုလ်သိတာကံကံအကျိုးကိုသိတာယရဏသုံးပါးဘယ်လိုကိုယ်ကိုစီကောင်းလို့ရမလဲဘယ်လိုအဲကိုယ်ကိုအဲဒီသဇောပြတရားနဲ့ပတ်သက်ပြီးဘယ်လိုကျင့်သုံးရမလဲစသဖြင့်သိအောင်လုပ်တာတွေကတော့အဲ့ဒီပညာတွေလည်းပါတယ် အဲ့ဒီပညာတွေကတော့အခြေခံပေါ့အဲ့ဒီပညာတွေပြီးရင်တရားထုတ်တဲ့ဘက်မှာဖြစ်တဲ့ဥပဒနာပညာမဲ့ပညာပူပညာเนาะအဲအဲ့ဓာတွေကြတော့အဲပညာသိတိတ်ခါပညာဖြစ်သွားပြီကိုအဲ့ဒီပညာတွေရအောင်အထုတ်တာပဲအဲ့တော့မြတ်စွာဘုရားတရားနာမှာအလုသုံးမျိုးပဲရှိတယ်အဲ့ဒီအလုသုံးမျိုးမှာကိုလေတန်ရဖြစ်တာပေါ့ဒါတွေကမှန်ဝမှန်ရင်လားတကယ်ချမ်းသာမှုပေးနိုင်လားသီလဆောက်တည်လို့ရှိရင်ချမ်းသာမှုတကယ်ပေးနိုင်လားသီလဆောက်တည်မှုဆိုချမ်းသာမှုပေးနိုင်မှုပေးနိုင်ရတော့သီလဆောက်တဲ့လူရာဇဝတ်ဥပဒေရပါရေးလို့မရဘူးလေသီလမြဲနေတာပေါ့ အဲ့တော့ဒီလရဲ့ကျိုးကျေးဇူးကလည်းအထူးတန်ရဖြစ်စရာမလိုဘူး။တမာရီကလည်းတမန်တကယ်စိတ်တမာရီပြောင်းအားထုတ်ရင်ချမ်းသာမှုရတာပဲ။အဲ့တော့တိတ်ခါနဲ့ပတ်သက်ပြီးတော့ယုံမသံတရဖြစ်နေရင်လေတဲ့။ရှေ့ကိုမထိုးတော့ဘူးတဲ့။အလုံးလို့ဖို့အတွက်အဲဒီစိတ်မမနဲ့မလုပ်နိုင်ဘူး။ဒါအောင်လို့ဒါလည်းညောင်စုတွေအဟန္တာဖြစ်တယ်။နော်ရဏသုံးပါးရဲ့ကိုရင်းတိတ်ခါဆို၄မျိုးရသွားပြီနော်။နောက်တစ်ခါနံပါတ်5 ဒေါသဖြစ်နေတာကိုနဲ့အတူတူဆက်ဆံနေဆက်ဆံနေတဲ့သရင်၃မော်ရီပေါ်မှာလူတွေဆိုလို့ရှိရင်တော့ကိုမိသားစုပေါ်မှာစိတ်ပူဝင်နေစိတ်ဆင်းရဲစရာစိတ်စိတ်မချင်တဲ့စရာတွေဖြစ်နေလေအဲ့ဒါလကားပဲတဲ့သရင်၃မော်ရီပေါ်မှာစိတ်ကခုနေပြီဆိုရင်လည်းအဲ့ဒါတော့တရားထုတ်ရတာအဆင်ပြေဘူးတဲ့အဲ့ဒါကြောင့်မလို့ဒါလည်း news ဆူညောင်းလိုပဲဖြစ်တယ်လို့မှတ်ပါအဲ့တော့စုစုပေါင်းဆူညောင်း၅မျိုးစိတ်ရဲ့ဆူညောင်း၅မျိုးအဲ့ဒါတွေကိုမပယ်သေးဘူး မပြောက်မိမိတဏ္ဍာမှာပြောက်အောင်မလုပ်နိုင်ဘူးဆိုရင်တော့တရားအထုတ်လေ၎င်းပဲတဲ့မတက်ဘူးတဲ့အဲ့ဒီဟာတွေကတားထားမှာပဲတဲ့အဲ့တော့စေတောခိလစိတ်ရဲ့ညောင်း၅မျိုးပြီးသွားပြီနောက်ကစိတ်ရဲ့ဟန္တာဖွဲ့တရား၅မျိုးကဘာတွေလို့နံပါတ်၁ငါးပြာအာယုံကာမဂုဏ်မှာမကင်းသောရာဂရှိခြင်း မကင်းသောဆွဲလန်းမှုမကင်းသောတောင်းတမှုမကင်းသောမြတ်နိုးမှုမကင်းသောပူလောင်မှုတွေရှိနေတာတော့ပြီးခဲ့တဲ့တစ်ခါကဘုန်းကြီးတို့ဒေသနာတော်မှာပြီးခဲ့တဲ့လူကဒေလာစင်မှာဟောခဲ့ပြီးတော့နော်အင်းဘုရားဆူလာတို့ကခန္ဓာတို့မှာတို့ကခန္ဓာတို့မှာကာမဂုဏ်နဲ့ပတ်သက်လို့ဘုန်းကြီးတို့တော်လေးဟောပြောခဲ့ပြီးရှင်းပြပေးပြီးအဲကာမဂုဏ်ဆိုတာကနေ့သက်စရာအယုံကာမဂုဏ်နေမဟုတ်ဘူးနော် ဆေးကြတဲ့လူတွေဆေးလေးကွန်းကြတဲ့လူတွေကွန်းလောင်စားကြတဲ့လူတွေလောင်စားနော်အာယုံကြတဲ့လူတွေအာယုံမျိုးစုံတွေဒါကြတဲ့ကာမဂုဏ်နဲ့ပါတာပဲအဲ့ဒါမှတ်တာကာမဂုဏ်ကသိကျတယ် definition ပေးဖို့ definition ပေးဖို့ကတော့စိတ်ကိုလွန်မျောစေတယ်မမောစေတယ်အဲအဲ့ဒါတွေကအလုံးအကာမဂုဏ်နဲ့ပါသွားတယ်လို့မှတ်လိုက်အဲ့တော့ကာမဂုဏ်ပေါ်မှာတဲ့စန္ဒမကင်းဘူးဆွဲလန်းနေတာကလည်းမကင်းဘူးတောင်းတမှုလည်းမကင်းဘူးပူလောင်မှုလည်းမကင်းဘူးဆိုရင်တဲ့ တရားကိုကြားနေတာအထုပ်ဖို့မလွယ်ဘူးတဲ့အာမရုပြနေဘူးတဲ့ဆွဲဆွံမြင်းမြင်းနဲ့တေးသေးချာချာနဲ့အသက်ခန္ဓာမငယ်ပဲနဲ့အထုပ်ဖို့မလွယ်ဘူးတဲ့အဲအဲ့ဒါကြောင့်မို့လို့ဒါစိတ်ရဲ့အဟံတာတစ်ခုပဲနံပါတ်1နံပါတ်2မိမိရဲ့ခန္ဓာကိုယ်အပေါ်မှာမကင်းနေတာကရှိခြင်းခန္ဓာကိုယ်မှာမကင်းနေတာရှိဆိုခန္ဓာကိုယ်အမြဲတမ်းငြိမ့်နေတာပေါ့ခန္ဓာကိုယ်လေးကိုဒီကားတဲ့တစိမ့်စိမ့်နဲ့ကိုယ်ခန္ဓာကလေးကိုအမြဲတမ်းတသတာနဲ့နေနေတာပေါ့ ခန္ဓာကိုယ်ဒုက္ခရောက်မလို့ဆိုတရားထိုင်မှာဆိုရင်တဏှာကြီးလောက်ဆိုရင်ကိုပြန်မလာပြီလေအဲကြောင့်ခန္ဓာကိုယ်ပေါ်မှာလည်းမကင်းတဲ့စန္ဒရာရေရာဒုစွလမှုရေရှိနေရင်လည်းအလုံးမဖြစ်ဘူးအနှောင်ဒါအနှောင်သွားယူခုပဲအန္တရာယ်တခုပဲနောက်ကရူပေအဝိဒရာကိုဟောဒီရူပကတော့မိမိရဲ့ယုတ်လဲပါတယ်ပြင်းမယုတ်တွေလဲပါတယ်လို့မှတ်ပါအဲ့တော့မှာဆွေးလမ်း ရှိနေမဖြတ်နိုင်ဘူးဒါကောင်ဖြတ်နိုင်ဘူးဆိုရင်လည်းအဟံတာဖြစ်တယ်တုံးခုရသွားပြီနော်နောက်တစ်ခါနံပါတ်၄နေ့စဉ်ဘိုက်ဝအောင်စပြီးတော့အဲ့ရတဲ့လှဲနေငိုက်နေရအဲ့လိုတွေနေရတာပဲခြေနဲ့နေတဲ့လူဆိုတာတရားမထုတ်ရှင်တဲ့လူပါပဲသူပြောနော်တရားထုတ်ဘွားတဲ့စိတ်ပါဘူးကိုယ်ခန္ဓာကိုယ်ပဲညာပြီးတော့စားလေးနဲ့ခြေချမ်းတာနေတယ်အဲ့ဒါလည်းမတို့တတ်နိုင်ဘူးတဲ့အဟံတာပဲတဲ့ နော်လေးခုရသွားပြီနံပါတ်5နံပါတ်5ကတော့သာသနာ့ဘောင်မှာနေပြီးတော့တရားထုတ်တာတို့သီလတွေဆောင်ထိန်းတာတို့ကုသိုလ်ကောင်းမှုတွေလုပ်တာတို့အဲဒီကောင်းတဲ့မှုတွေလုပ်တဲ့လုပ်တဲ့အခါမှာရည်ရွယ်ချက်ကတမျိုးတည်းပဲရှိတယ်။ဘာလဲဆိုတော့နတ်ဘုံနတ်ဘုရားမှာနတ်သားဖြစ်ချင်တာတကူကြီးတဲ့နတ်ပဲဖြစ်ဖြစ်တကူမကြီးတဲ့နတ်ပဲဖြစ်ဖြစ်ပြီးတော့ နတ်ဘဝမှာပြောနေတာပေါ့နတ်ဘဝတချို့ကြလဲလူဘဝမှာပြောနေတဲ့လူရှိနော်အဲ့တော့ကောင်းတဲ့မြတ်တဲ့သူတော်ကောင်းအကျင့်တရားကိုကျင့်ကြံအထုတ်တယ်တိလာတွေဆောင်ထိန်နေတရားတွေအထုတ်တယ်ဆိုရင်လေတဲ့နိဗ္ဗာန်တည်းမရှိမှန်းဘူးဥပဒနာညာမညာဘုရားနေပြီးတော့နိဗ္ဗာန်ချမ်းသာကြီးကိုလက်တွေ့ကြရရတဲ့ဒီမှန်းနတ်ရွာသူဒီလောက်လေးရဖို့လို့ရှိမှန်းပြီးတော့ နေမယ်ဆိုရင်လည်းအလုံးမဖြစ်ဘူးတဲ့စုစုအောင်အဲ့ဒါအဟန္တာ၅မျိုးအဲ့ဒီ၅မျိုးများကိုယ်မှာမပယ်သေးဘူးဆိုရင်တဲ့တရားဓုတရားမြတ်ဒီဘောဒီဘောမှာမရနိုင်ဘူးလို့ကြိုးစားအထုလေသူရင်တော့စကစကန်ပေါက်တဲ့ ठी ပေါ့လေကုသိုလ်ကတော့ရပါတယ်ပြိပဒနာညာလည်းဖြစ်လို့ဖြစ်ပါတယ်သူရင်တော့ဟိုထိရိယောက်မရနိုင်တော့ဘူးတော့ပဲเนาะထိရိယောက်နာဂန်ဟန်တာဖြစ်ကိုမရှိနိုင်ဘူးပေါ့ ကဲနောက်တစ်ခါကျတော့အဲ့ဒီစေတောခိလလို့ခေါ်တဲ့စိတ်ညောင်းနေအဲ့ဒီစေတတော်ဝိနိမာနကိုလည်းစိတ်ရဲ့နှောင်ဖွဲ့၅မျိုးစီကိုတဲ့ရှင်းရှင်းလင်းလင်းနဲ့ပယ်နှုတ်ပြီးရတဲ့ပုံကတော့တိုးတက်မှုရနိုင်တယ်တဲ့နော်ကဲအဲ့ဒါလေးကိုကြမ်းပြင်းလေးအချင်းချုပ်လေးရှင်းမယ်စေတောခိလတရား၅မျိုးပယ်တာကမြတ်စွာဘုရားယုံကြည်မှုမရှိတော့ဘူးကြာရဏနာသက်ဝင်ယုံကြည်တယ်ဟာဒီပုံကတော့တမိရညာတကယ်ရတဲ့ပုံကိုသူတော်စင်ကြီးပဲသီလသမားကြီးပညာအပြင်လည်းတကယ် အလွန်အမြင့်ဆုံးရောက်ပြီးတော့နေတဲ့ပုဂ္ဂိုလ်ပဲတီလာအပြင်ဆိုလို့ရှိရင်လည်းဘာမှပြောစရာမရှိဘူးတမာရီအပြင်ဆိုလို့ရှိရင်လည်းမိမိရဲ့တမာရီကဘလောက်ကြီးလဲဆိုရင် မြတ်စွာဘုရားတမာရီက9ရက်9လ40เนาะ49ရက်တောင်မှတကယ်တမာပဝင်စားပြီးတော့နေနိုင်တဲ့ပုဂ္ဂိုလ်ကြီးပဲเนาะဘာဒုက္ခတွေပဲကြုံကြုံဘာမှမတုံ့လို့တဲ့ပုဂ္ဂိုလ်ကြီးပဲပညာအနေနဲ့လည်းအလွန်ထူးခြားတဲ့တရားထေရနာတွေကို45နှစ်ကာလဘလို့ဟောတာနေတာမဟုတ်ဘူးမှတ်သားစရာတွေနေဆိုင်နေဆိုင်နေတဲ့ထေရနာကြီးပဲဆိုတော့မြတ်စွာဘုရားမှာဘာမှအတန်တရားမရှိတော့ဘူးเนาะအဲ့နံပါတ်1 မြတ်စွာဘုရားဟောတဲ့တရားကိုလည်းတန်ဉာဏ်ဖြစ်တော်မူ။နံပါတ်3မြတ်စွာဘုရားတပည့်သားမြေအရိယာသူတော်စင်တို့ပေါ်မှာလည်းတန်ဉာဏ်ဖြစ်တော်မူ။အရိယာသူတော်စင်ရဲ့ဂုဏ်ကိုသူပြိဋ္ဌာန်နာဆိုင်တဲ့ဂုဏ်တော်နဲ့ပြည့်စုံတဲ့လူဆုံးကြီးတယ်။နံပါတ်4မိမိကျင့်ကြံအားတော်မဲ့သီလလုပ်ငန်းတမာရီလည်းထူထောင်မှုလုပ်ငန်းပညာပညာတွင်ရောက်အောင်လုပ်မှုလုပ်ငန်းတွေမှာလည်းတန်ဉာဏ်မဖြစ်တော်ဘူးတဲ့။နံပါတ်5သတင်းတော်ပေါ်တွေပေါ်မှာလည်းမေတ္တာဓာတ်နဲ့အမြဲတမ်းနေရတယ်။အဲဒီငါမျိုးပဲပြီးတဲ့ပုဂ္ဂိုလ်ကတရားထုတ်ရင် ဆွေဆွေမြင်းနဲ့အထုရအစင်ပြေတယ်ဒါတို့ရဲတာတွတ်တယ်ပါပဲအဲစိတ်ရဲ့နောက်ဘက်ငါးမျိုးလည်းဒီတိုင်းပဲနော်နေ့သက်စရာအာယုန်ဒီပုံမှာလည်းကင်းသွားပြီဘာမှမလို့ရှင်တော့စိတ်ပြတ်သွားပြီမိမိရဲ့ခန္ဓာကိုယ်လည်းပြတ်တယ်အဲမိမိသူရဲ့ရုပ်ပုံမှာလည်းပြတ်တယ်တခါတည်းအစားအသောက်ကိုလည်းတာမန်အသက်ဆယ်ဝန်းလောက်ပဲစားပြီးတော့အထုဖို့ကြိုးစားတယ်နောက်ပြီးတော့နတ်ဘုံနေမြမဘုံနေတတိယဘဝလူဘုံကိုလည်းမတန်းတာဘူး တခါတည်းငါဒီအကျင့်သီလနဲ့ငါသီလသီလတမာတိပြန်နေငါဒီဘွားတွင်ပဲဒုက္ခချုံချင်အားထုတ်မယ်ဆိုစိတ်နဲ့အားထုတ်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကတို့တက်ပါလိမ့်မယ်အဲ့ဒီတို့တက်ဖို့တည်းမြတ်စွာဘုရားဆက်လက်ပြီးတော့စာပိုင်းနာမ189ဟောပါတယ်စာပိုင်းနာမ189တို့ပါအဲ့တော့ယင်းဒေသနာတော်ဒီမှာမပါခဲ့ဘူးဒီကနေ့ကလေးလာပြန်အဲ့ဒါပါလဲဆိုတော့84ပါပါပဲခြေသားတို့ခြေသမီးတို့တဲ့အဲ့ဒီလို့ စိတ်ရဲ့ညောင်းနေစိတ်ရဲ့ဟန္တာအနှောင်ပွေတွေများကြော်ပြီဆိုရင်တဲ့ဒီပုဂ္ဂိုလ်ဟာဆန္ဒရဲ့ဝရိယရဲ့စိတ်ရဲ့နောက်ကဝီမန္တရဲ့အဲ့ဒီလေးမျိုးကိုလဲရှည်ရန်တင်းပြီးတော့စူးစူးဆိုင်ဆိုင်နဲ့တဆိုင်မမှန်နဲ့အထုတ်သွားမယ်မဆုံးမနစ်နဲ့အထုတ်မယ်ဆိုရင်တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာအလုံးဖြစ်မယ် နံသောတာပန်တဂရနာဂံယဟနာဖြစ်ပြောအရိယာလည်းဖြစ်မယ်နော်နာတကတဲ့ဇန်တရားတွေလည်းရနိုင်တယ်သူရဲ့ကံပါရမီကံအလို့ဆိုဇန်တရားတွေလည်းရနိုင်တယ်ဇန်ဒုတိယဘိညာဉ်တရားတွေလည်းရနိုင်တယ်ဒါမြတ်စွာဘုရားနောက်ဆုံးဏိကုံချုပ်ဟောတာကိုအချင်းချုပ်ဟောတာဒီညမှာအုတ်တော်လီပန္နရတ္တအင်္ဂသမနာကတော်ဘိက္ခုဘဘောဘိနိဗ္ဗာရာယဆိုတာထူဆန်းအဲ့ဒါလည်းရှင်းပြဖို့လိုတယ် အဋ္ဌိပတ်၄ပါးမှာစန္ဒရဲ့နံပါတ်၁စန္ဒနံပါတ်၂ကဝရိယနံပါတ်၃ကစိတ်နံပါတ်၄ကဝိမန္တအဲ့ဒီ၄မျိုးကိုအမြင့်ဆုံးအဆင့်မှာထားတမာရိယစူးဆိုင်ဆိုင်နဲ့ပဓာနလို့ခေါ်တဲ့ဝရိယနဲ့ပြုပြင်ပြီးတော့အထုအထုတဲ့ခါမှာလဲအုပ်တော်လီတေးခြင်းသေးပါစေ။ မဆုတ်တော့ဘူးတဲ့ဥတော်လီဆိုတာပြင်းစွာအထုတ်ခြင်းအဲ့တော့အဋ္ဌိပတ်၄ပါးတစ်ခုတစ်ခုမှာနော်အဲ့တော့သေရင်သေပြီဆိုတော့ဝရိယကိုခြေခံပြီးတော့အထုတ်ရမယ်တဲ့အဲအဲ့ဒါဆိုလို့ရှိရင်ဥတော်လီဗန္နရတအင်္ဂါပြည့်သွားတယ်အဋ္ဌိပတ်အဲ့ဒီဘာနဲ့အဲ့ဒီဘာလေးပါမှာအုတ်ပြင်းတဲ့ဝင် ြင်းတဲ့ဝိရိယပါထည့်လို့ရှင်ဖြစ်ဖြစ်သွားတယ်အဲ့တော့အဲ့လိုပါပွားများလို့ရှင်တရားဥရလိမ့်မယ်ဆိုလို့မြတ်စွာဘုရားဟောထားပါတယ်နော်အဲ့တော့စေတောခိလတုပြီးတော့ပါပြီဣဒမောဇဘုရားအတ္တမနာတေပိကုဘောတောဘာတိရန်ပြီးနန္တုံဒီဣအိဒီပါ၄ပါးကိုခြေခံရင်အထုလျင်တဲ့ဤကဲ့သို့သောပုဂ္ဂိုလ်သည်တဲ့မဖောက်ခွဲနိုင်သောမောဟမဖြည့်ဆည်းနိုင်သောကိလေသာဒုကြီးကိုလည်း ဝိပဿနာဉာဏ်မဲ့ဉာဏ်ဖူဉာဏ်ဖြင့်ဖြစ်စီပြီးတော့အရတ္တမရတ္တဖူဉာဏ်ရသည်အထိကိစ္စပြီးမြောက်ခီးရောက်ရေတိုးတက်နိုင်ပါတယ်တဲ့ဒါစေတောကိလသို့ပြီးသွားပြီ